ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ရတော့တယ်เนาะအရန်ွက်နေပဲကျင်းနဲ့လိုက်ရပြန်နေဗျเนาะဒီမှာကျွန်တော်တင်ွက်နှစ်ွက်ပေးတယ်ဒါပေမဲ့တခြားစီဖြစ်သွားပြီဗျเนาะဥမာထွက်လာတာတလေးဆို၄တိကျွန်တော်တို့အာအနေနဲ့ပဲရလိုက်ပါတယ်ကီးထိတ်ကနှစ်ရက်ရှိပြီကီးဖြစ်နေပဲကျွန်တော်ဆွဲသွားပြီးတော့ကီးကထိတ်ဖြစ်နေရယ်เนาะဒါနှစ်ရက်ရှိသွားပြီเนาะထို့အတူပဲဒီကောင်လေးကဒီကောင်လေးကျွန်တော်ဟိုဒီနေ့ကပေးခဲ့တယ်เนาะကိုကွက်ဒီကိုကွက်ကအခုအနည်းဆုံးတစ်ချိန်နှစ်ချိန်ကတော့ထွက်ရမယ်ဆိုအခု30ခွန်းဆိုပြီးထွက်သွားပြီเนาะ တောင်းကြခွန်ဆိုပြီးထွက်သွားပြီနောက်ထပ်ဆက်လာမယ်မလားမရောကျွန်တော်လည်းအတန်မပြောနိုင်ပါဘူးနောက်တစ်ခါဒီကောင်ဒီတန်းလေးဒီတန်းလေးရတယ်ဒုတိယအချိန်မြောက်တစ်လေးဆိုပြီးဒီမှာတစ်ဒီမှာလေးတစ်လေးဆိုပြီးတော့ကျွန်တော်တို့အောင်သွားပြန်ပြီဗျာနော်နှစ်ချိန်အောင်သွားပြီဒီကောင်ကနော်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ training လေးတွေပဲစလိုက်ကြအောင်ဗျာနော်ကဲရိုက်မယ်ဆိုမှမာပဲမီးရပြတ်သွားပြီဗျာเนาะအဲ့တော့လည်းမီးအိမ်နေနေပေါ့ဗျာ အဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုတော့1148ကစမယ်ဗျနော်1148 1148ဟုတ်ကူ6399 6399 1118ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဗျနော် ဲ့တော့ကျွန်တော်တို့20နည်းလေးစမယ်20နည်းလေးစမယ်ဆိုတော့ဒီ၄ရဲ့တဲ့နော်ဒီ၉ရဲ့ပေါင်း3 3ရဲ့1ရဲ့ပေါင်းတော့4ပါတဲ့နော်4 4ရဲ့ပါဝါ4ရဲ့နှစ်ခက်က2 4 9 2ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့6 4တဲ့6 4မှာ6ရော4ရောထိပြီးတော့အောင်ခဲ့သလိုညနေလေး6 4ဖြစ်တဲ့အတွက်ညာရောမနေ့ကအောင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ခင်ဗျ ကဲနောက်တစ်ပြန်တွေ့ပါမယ်ဦးကိုခွန်လေးဟုတ်လေကိုခွန်လေး2 3 6 3 2 3 6 3နေ363ရနေ963နေ963ရဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မဲ့ဆိုရင်ခွန်ရ 3ရဲ့ပေါင်းတော့3ညဒီ3ညနဲ့ထပ်ပေါင်းတော့လေ3ညပါပဲတဲ့3ညရဲ့ပါဝါ5 3ညရဲ့နှစ်ခက်ကခွန်3ည5ခွန်ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့တစ်ရှစ်တဲ့မအောင်ပါဘူးတစ်ခွန်နဲ့တစ်ခွန်မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကနော်ဒီမှာတွက်ပါမယ်၄ကိုခွန်ကို၄ကိုခွန် တောင်ညာရှိ63နဲ့နော်နောက်တစ်ခါတတ33ညာတတ33ညာဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်ရဲ3ရဲ့ပေါင်းတော့3ညာဒီ3ညာနဲ့ထပ်ပေါင်းတော့လဲ3ညာပါပဲတဲ့နော်အဲ့တော့3ညာ3ညာရဲ့ပါဝါ5 3ညာရဲ့နှစ်ခက်ကခွန်3ညာ5ခွန်ဆိုတော့ကီး3လုံးပဲထပ်ပြီးတော့ထွက်ရပါဦးမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုရဲ့အခါကျတော့ တိကိုတဲ့မအောင်ပါဘူးဗျာနှင်းငားတဲ့နှင်းငားမှာတော့ကျွန်တော်တို့ငားတုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်ေ3 5 4 2 2 8 3 6 8 3 6 8 8ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်၄ရဲ့၈ကပေါင်းတော့1 နှင်းနဲ့၃ညနဲ့ပေါင်းနှင်းနဲ့၈နဲ့ပေါင်းတော့၃ည၃ညရဲ့ပါဝါ9 3ညရဲ့နှစ်ခက်ကခွန်3ည9ခွန်ပါပဲတဲ့နောက်တစ်ပြင်ပါလေဟုတ်လား3ည9ခွန်စက်တိုက်ကြထားတယ်အဲတော့ကျွန်တော်တို့အဲ့မှာပါထွက်သွားတဲ့ဆိုရဲ့ခါကြတော့3ည6 3ည6 3ည6မှာ3ည3လုံးထိပြီးအောင်ခဲ့သလို2ည9တဲ့2ည9မှာလည်း9လုံးထိပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တပမင်း3ည9 3ခွန် ရှင်ငါ၃ခွန်၃ခွန်ဒေတုံညာ၃တုံးဒေတုံညာ၃တုံး၆ခွန်၄တ၆ခွန်၄တဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၃ရဲ့ဒီ၃ရဲ့ပေါင်းတော့၆ဒီ၁နဲ့ပေါင်းတော့ခွန်နဲ့ခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခတ်က၃ည2ခွန်ခွန်2 3ညဆိုတဲ့ကြီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့9 9တဲ့မအောင်ပါဘူး6 3 63ညရတယ်63ညမှာတော့3ညသလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်63 66 63 66 33 33ည23 65 33 65 33ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှစ်ကဲ3ရပေါင်းတော့1ဒီ1နဲ့ထပ်ပေါင်းတော့2ပါတဲ့2ရပါဝါခွန်2ရနဲ့ခက်က4 ခွန်နှစ်အနှစ်ခွန်လေးဆိုတဲ့ဂီတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကြတော့တုံညာခွန်တဲ့တုံညာခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်ကိုနှစ်တဲ့ကိုနှစ်မှာလည်းကျွန်တော်တို့နှစ်တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျအဲ့နောက်ပြန်တော့ပြမယ်3981 3981 3981 သုံးခွန်ရှစ်ရှစ်သုံးရရှစ်သုံးလေးသုံးရရှစ်သုံးလေးဆိုပြီးမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီရှစ်ကဲဒီရှစ်ကဲပေါင်းတော့6ဒီသုံးညနဲ့ပေါင်းတော့ဒီဒင်းနဲ့ပေါင်းတော့သုံးညသုံးညပါပါ9သုံးညနဲ့ခက်ကခွန်သုံးညငါးခွန်ဆိုတော့ဒီသုံးလုံးဒီပြင်မှာထပ်ထွက်ရအောင်မယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုရခါကြတော့နှစ်တစ်တဲ့မအောင်ပါဘူး3ခွန်3ခွန်နဲ့3ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တော့တက်ပါမယ်ကိုရှိရှိချကိုရှိရှိချ246 2439 2439 3ည3ည3ကို2ကို2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာတွက်မဲ့ဆိုရင်8ကဲ3ညရဲ့ပေါင်းတော့8ဒီ2နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါ9 9ရဲ့နှက်ခတ်ကခွန်း3ညရဲ့နှက်ခတ်ကခွန်း 395ခွန်ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်လေးတဲ့ခွန်လေးမှာကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်39တဲ့39မှာတော့ကျွန်တော်တို့မအောင်မအောင်ဗျအဲဒါဆိုရင်ကျွန်တော်ကဗိုလ်တုနေ့အတွက်ကီးလေးထွက်ရအောင်39228 39228 1265 1265 သုံးခွန်းတလေးဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်နှစ်ကဲ9ရဲ့ပေါင်ခွန်းခွန်းရဲ့4ရဲ့ပေါင်1 1 6 1ရဲ့ခက်ခက်8 1 6 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်အောင်ဗျကီးထိတ် ကျွန်တော်မနေ့ဖုန်းအတွက်ကီးထိတ်က9 3 10ဖြစ်ပါတယ်တဲ့နော်ကီးရိုးရိုးက168ပါတယ်နော်168ကောင်းပြီအဲ့တော့၈က၈တူနေရတော့၈ကိုပဲဘိုင်ဆွဲမလားတော့ကျွန်တော်လည်းအတက်တော့မပြောနိုင်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ထုံးကြံနိုင်မယ်ကျွန်တော်တို့ကတ်ကစားမှာပါပဲအဲ့တော့၅၁၅၆၈ င်းရှိ3တိ3တိ3 6 3 6 3ရှိ3ရှိ7ရှိ7တိ6ရှိ6ရှိ6ရှိ6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ကမှကျွန်တော်ပြောခဲ့တဲ့ break ပါတယ်မနေ့ရ break ကပါလဲအမျိုးလိုမှတ်မိတယ်နော်ကျွန်တော်ကတော့ညာတော့ဟုတ် I want not to talk မနေ့ကပဒိမနေ့ကပရိမနေ့ကပရိက နှစ်ခွန်ဆိုတဲ့ဗျာတိနှစ်ခွန်ဆိုတဲ့ပရိတ်ထွက်ထားတဲ့အတွက်တဲ့နှစ်ခွန်လေးကိုဆိုတဲ့ပရိတ်ဟာတဲ့သုံးရက်အတွင်းမှာထည့်ရမယ်တဲ့ကဲเนาะကျွန်တော်တို့ဟိုဟာတနင်္လာနေ့လည်းမထွက်ဘူးအင်္ဂါနေ့လည်းမထွက်ဘူးဒီဗုဒ္ဓဦးနေ့ကတော့ဒါကနောက်ဆုံးဖြစ်သွားပြီသူက3ရက်အတွင်းမှာထွက်ရမှာဟုတ်နောက်ဆုံးဖြစ်သွားတဲ့အတွက်ဒီကဒီကနှစ်ခွန်၄ကိုပရိတ်ကိုတော့ယုံကြည်ကြည်ပဲကျွန်တော်တို့ကစားမယ်အဲ့တော့ကစားမယ်ဖြစ်တဲ့အတွက်မ၄ပရိတ်မ၉ပရိတ်ဒီမှာ၉ပရိတ်ဒီမှာ၄ပရိတ် နှစ်ခွန်၄ကိုကျပြိထဲမှာဆိုရင်31ကဲ36ကဲ81ကဲ86ကဲဒါဒီ56ကတော့ကျွန်တော်ထွက်ပြီးသားဟိုထည့်ထိုးနေထိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ပယ်လိုက်မယ်ကျန်တာလေးတွေကိုတော့ကျွန်တော်တို့အရင်နေနဲ့ကစားပါမယ်နော် ကဲအမျိုးတို့လည်းအရာလေးကိုကြိုက်နှစ်သက်သက်ဆိုရင်တော့ယူကစားပေါ့နော်မကြိုက်နှစ်သက်ဘူးဆိုရင်လည်းကိုဖါကိုကီးထိတ်ကိုယူကစားကစားကီးကိုယူကစားကစားကြိုက်သလိုယူကစားပါနော်ကျွန်တော်ဒီကနေ့ကတော့ဒီလေးကွက်ကိုပဲကျွန်တော်အကြိုက်တင်ပြီးကစားပါမယ်ဗျနော်အဲ့တော့အမျိုးတို့လည်းကျွန်တော်လိုပဲလိုက်ပြီးထိုးခြင်းသဘာဆိုလဲထိုးပေါ့နော်ဒါမှမဟုတ်လို့ကိုသဘောနဲ့ကိုကိုအလေးနဲ့ကိုစဉ်းစားပြီးတော့တွေးခေါ်ပြီးတော့နော်ကျွန်တော်နဲ့ကောင်းတဲ့ပေါက်ကနန်းလေးကိုရှာနိုင်မယ်ဆိုရင်လည်းရှာပါလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ဗျခဲဒီကနေ့တော့ကျွန်တော်ရဲ့တင်ဆက်မှုလေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံ ပြီးရင်ဗုဒ္ဓုနေမှာ အဖွင့်လှလာနေရကြอืมတကယ်ကိုအဲရကြပါစီလို့ကျွန်တော်အနေနဲ့ဆူတောင်းပေးလိုက်ပါတယ်เนาะမနေ့ပိုင်းတော့ကွာအဖွင့်လှလာလေးနေပေါ့เนาะရကြပါစီညနေပိုင်းလေးရကြပါစီပေါ့ဗျာเนาะကဲ